ကျမတို့ကမ္ဘာကြီးရဲ့တမိုင်ကျောင်းကိုပြည်내ရေးသားစေနိုင်တော့တဲ့လှုပ်ဝဆန်းကျေမှုနဲ့ပြည်내နေရဲ့ထွေးကြိုက်မြေပုံတွေကိုရှာဖွေတွေးရှိခြင်းနဲ့ဆိုရင်တော့ကျမတို့တမော channel ကိုအခုပဲ subscribe လုပ်ထားလိုက်ပါနော်မြေုံနိုင်စရာရှေးဟမြေပုံများဒီကဘာပေါ်မှာအောင်းစရာကောင်းတော့တဲ့အရာတွေအများကြီးရှိပါတယ်။အဲ့ထဲမှာကျမတို့ဒီနေ့ပြပြပေးသားမယ့်အကြောင်းအရာကတော့ရှေးဟမြေပုံတွေအကြောင်းပဲဖြစ်ပါတယ်။ဒီမြေပုံတွေဟာ ခေတ်သစ်သိပ္ပံညာနဲ့လက်ရှိကမ္ဘာမြေအနေအထားကိုလုံအောင်ဖော်ပြနိုင်ခြင်းမရှိသေးတဲ့အခြေအနေကရေးဆွဲထားပါဥပမာအဖြစ်လွန်ခဲ့တဲ့နှစ်ပေါင်းထမင်းများစွာကပြောက်ွယ်သွားခဲ့တဲ့ကုန်းမြေတွေမြောက်ဖူးသေးတဲ့ဒေသတွေကိုဖော်ပြနေတာမျိုးဖြစ်ပါတယ်ဒီမြေပုံတွေဟာကျွန်တော်တို့ရဲ့တမိုင်းနဲ့ပတ်သက်တဲ့သိမြင်မှုတွေကိုလုံအောင်ပြောင်းလဲပြစ်နိုင်စွာရှိပါတယ်ပြီးတော့ဒီလိုမြေပုံတွေဘယ်ကနေဘလို့ပေါ်ပေါက်လာတယ်ဆိုတာကိုတော့ဘယ်သူမှတိတိကျကျပြောနိုင်ခြင်းမရှိသေးပါဘူး ကျမတို့ဒီမြေပုံတွေကနေဘာတွေသိနိုင်မလဲဘာတွေသိယူနိုင်မလဲဆိုတာကိုတော့ဒီဗီဒီယိုမှာအသေးစိတ်ဆွေးနွေးပေးသားမှာဖြစ်ပါတယ်။ Pre-risk မြေပုံဤလိုအပ်ဆန်ခြင်းမှုပထမဆုံးကျမတို့ပြပြကျင်နာကတော့1913ခုနှစ်မှာ Tricky ရေတပ်ပို့ချုပ် Pre-risk ကရေးဆွဲခဲ့တဲ့မြေပုံ Pre-risk မြေပုံအကြောင်းပဲဖြစ်ပါတယ်။ဒီမြေပုံဟာတကယ့်ကိုထူးခြားဆန်းကျင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမြေပုံထဲမှာအနာတ္တကတိုက်ရဲ့ကံယုံတန်းကိုအသေးစိတ်ဖော်ပြထားလို့ပါပဲ။အနာတ္တကတိုက်ဟာ 1820ပြည်နှစ်မတိုင်ခင်အထိဘယ်သူမှရှာဖွေတွေ့ရှိနိုင်ခြင်းမရှိသေးပါဘူး။ဒါ့အပြင်ဒီမြေပုံဟာရေခဲပြင်နေနဲ့ဖုံးအောင်မထားသေးတဲ့အန္တာတိကတိုက်ရဲ့မြေမျက်နှာပြင်ကိုပါပြသနေပါတယ်။ဒါဆိုရင်ဒီမြေပုံကိုရေးဆွဲခဲ့တဲ့သူဟာဒီအန္တာတိကတိုက်ရဲ့အသေးစိတ်အချက်အလက်တွေကိုဘယ်လိုသိရှိခဲ့ရလဲ။ဒီမြေကတော့ဒီနေ့ချိန်ထိစဉ်းစားစရာဖြစ်နေပါသေးတယ်။တချို့သူတွေတည်းကတော့ရှေခေတ်ကလူတွေဟာအခုခေတ်ထက်ပိုမိုမြင်မာတဲ့အနည်းပညာတွေပိုင်ဆိုင်ခဲ့ကြရလို့ယုံကြည်ကြပါတယ်။ ဒီလိုမျိုးပုံမျိုးတွေဟာသူတို့ရဲ့အသိပညာကြွားမှုကိုဖော်ပြနေရဖြစ်နိုင်ပါတယ်။ Orontius Phineus မျိုးပုံရဲ့ဘေးလိနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့မျိုးပုံတစ်ခုကတော့1932ခုနှစ်ကပင်သစ်မျိုးပုံပညာရှင် Orontius Phineus ရေးဆွဲခဲ့တဲ့မျိုးပုံဖြစ်ပါတယ်။ဒီမျိုးပုံဟာလည်း Paris မျိုးပုံလိုပဲ Antarctica တိုက်ကိုရေကဲမရှိဘဲဖော်ပြထားပါတယ်။ဒါ့အပြင်ဒီမျိုးပုံထဲမှာ Antarctica တိုက်ရဲ့မြေကြီးတွေတောင်နှင်ကြီးရဲ့ကိုပါအသေးစိတ်ဖော်ပြထားပါတယ်။ဒီမျိုးပုံတွေကိုရေးဆွဲခဲ့တဲ့သူတွေဟာ ဒီလိုအချက်လက်တွေကိုဘယ်ကနေရရှိခဲ့ကြရလဲဆိုတာကတော့ဘေးလေးဖြစ်နေပါတယ်။တချို့ theory တွေကတော့ရှေ့ခေတ်လူမျိုးတွေဟာအာကာသရေနေနဲ့ကမ္ဘာမြေကိုအပေါ်ကြီးကနေလေ့လာနိုင်ခဲ့ကြရလို့ဆိုကြပါတယ်။ဒါမှမဟုတ်လေကျွန်မမသိရှိသေးတဲ့ရှေ့ခေတ်ရေကြီးမှုတွေကနေဆင်းသက်လာခဲ့တဲ့အသိပညာတွေဖြစ်နိုင်ပါတယ်။ဇီနိုညေကိုမြိုင်းမြေပုံနဲ့မြောက်အတ္တလန်တရဲ့လှုပ်ဝက်ချက်1958ခုနှစ်မှာဇီနိုညေကိုတွေကထုတ်ဝေခဲ့တဲ့မြေပုံတွေကတော့မြောက်အတ္တလန်တ သမုတ်တရားထဲမှာပျောက်ကွယ်သွားပြီဖြစ်တဲ့ Frisland ဆိုတဲ့ကျွန်းကြီးတစ်ခုကိုဖျက်သားထားပါတယ်။ဒီကျွန်းဟာအခုလက်ရှိမြေပုံတွေမှာမရှိတော့ပါဘူး။ဒါဆိုရင်ဒီကျွန်းဟာတကယ်ပဲတရှိခဲ့ရလား။ဒါမှမဟုတ်ဒီမြေပုံရေးဆွဲခဲ့တဲ့သူတွေရဲ့စိတ်ကူးယဉ်မှုတသက်ပဲလားဆိုတာစဉ်းစားစရာပါ။သမိုင်းပညာရှင်တွေအများစုကတော့ဒီကျွန်းဟာတကယ်ပဲရှိခဲ့ဖို့ပြီးရေကြီးမှုဒါမှမဟုတ်မြေငရင်ကြောင့်ပျောက်ကွယ်သွားတာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ဒါပေမဲ့ဒီမြေပုံကကျမတို့ကိုကမ္ဘာကြီးရဲ့မျက်နှာပြင်ဟာအမြဲတမ်းပြောင်းလဲနေရဲစွာကိုပြသနေပါတယ်။ ပြီးတော့ဒီလိုမျိုးပုံတွေဟာရှေးခေတ်ကလူတွေဘလို့ခေးသွားခဲ့ကြတယ်လဲဘလို့စူးစမ်းရှာဖွေခဲ့ကြတယ်လဲဆိုတာကိုပါသိရှိနိုင်ပါတယ်။ဂျွန်နက်စရွန်မျိုးပုံနဲ့ညဝင်ရုံစုံ1908ခုနှစ်မှာဂျွန်နက်စရွန်ကရေးဆွဲခဲ့တဲ့မျိုးပုံကတော့အတလန်တိတ်သမုတ်တရားရဲ့မြောက်ဖက်ချမ်းကိုဖော်ပြထားပါတယ်။ဒီမျိုးပုံဟာညဝင်ရုံစုံအနည်းမှာရှိတဲ့ကျွန်းတွေကိုအတော်လေးအသေးစိတ်ရေးဆွဲပြသထားပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကဒီလိုနေရာတွေကိုဘယ်သူမှမရောက်ဖို့ကြားသေးပါဘူး။ ။ဒါဆိုရင်ဒီမြေပုံတွေကအချက်လက်တွေကဘယ်အနေလာရလဲ။တချို့ကတော့ရှစ်ခက်ကစူဆန်းရှောင်ဖွေသူတွေဟာဒီဒေသကိုရောက်ပို့ကြရလို့ယူဆကြပါတယ်။ဒါမှမဟုတ်လေဒီမြေပုံဟာတခြားရှောင်းမြေပုံတွေကနေကိုယူထားဖြစ်နိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီမြေပုံကတော့ကျမတို့ကိုရှစ်ခက်ကတွေရဲ့ပထဝီဝင်အသိပညာဘလောက်ထက်မြက်လဲဆိုတာကိုပြသနေပါတယ်။ဒီမြေပုံတွေကကျမတို့ရဲ့လက်ရှိသိပ္ပံပညာကိုပါစိန်ခေါ်နေရဖြစ်ပါတယ်။ Coffrey Hans မြေပုံရဲ့အဖွဲပုံရဲ့ ကော်ဖရိုင်းဟန်စ်က1922ခုနှစ်မှာရေးဆွဲခဲ့တဲ့မြေပုံကတော့ကမ္ဘာကြီးကိုလုံအောင်မတူညီပုံစံမျိုးနဲ့ဖော်ပြထားပါတယ်။ဒီမြေပုံဟာလက်ရှိကမ္ဘာမြေပုံတွေနဲ့အတော်လေးကွဲပြားပါတယ်။ဒီမြေပုံထဲမှာမရှိတဲ့တိုက်ကြီးတွေနဲ့ပျောက်ကွယ်သွားခဲ့တဲ့ကုန်းမြေတွေကိုပါဖော်ပြထားပါတယ်။ဒါဆိုရင်ဒီမြေပုံကိုရေးဆွဲခဲ့တဲ့သူဟာဒီလိုနေရာရဲ့အကြောင်းကိုဘယ်အားနဲ့သိခဲ့ရလဲ။တချို့ကတော့ဒီမြေပုံဟာတခြားဂျူတွေကလာတဲ့တက်ရှိတွေနဲ့ဆက်ဆက်နေရလို့ယူဆကြပါတယ်။ မှမဟုတ်လဲရှေ့ခေတ်ကတွေဟာအခုခေတ်ထက်ပိုမိုမြန်မာတဲ့စကန်ဖက်နေပညာတွေပိုင်ဆိုင်ခဲ့ကြရလို့ယုံကြည်ကြပါတယ်ဒီလိုမြေပုံတွေဟာကျမတို့ကိုစဉ်းစားကြရတဲ့အများကြီးပေးဆွမ်းနေပါတယ်ဒီမြေပုံတွေဟာဘယ်ကနေဘလို့ပေါ်ပေါက်လာရဲဆိုတာကတော့ဒီကနေ့ထိတိုင်အောင်လိုအပ်ချက်တစ်ခုဖြစ်တရှိနေပါသေးရဲ့အရှုံးပေးခြင်းမရှိသောရှေ့ဟမြေပုံများဤတက်သည်ဒီလိုမယုံနိုင်စရာရှေ့ဟမြေပုံတွေဟာကျမတို့ရဲ့တမိုင်းကြောင်းကိုပြန်လည်ဆန်းစစ်ဖို့လိုအပ်တယ်ဆိုတာကိုတက်သည်ပြနေပါတယ် တင်းမြေပုံတွေဟာကျမတို့မသိသေးတဲ့ရှေ့ခေတ်ကအသိပညာတွေဒီပညာတွေနဲ့ငယ်ချင်းမှုတွေရှိခဲ့တယ်ဆိုတာကိုဖော်ပြနေပါတယ်။တင်းမြေပုံတွေကိုဘလို့ရင်ဆွဲခဲ့ရဲဆိုတာကိုတော့ဘသူမှတိတိကျကျမပြောနိုင်သေးပေမဲ့တင်းမြေပုံတွေကနေကျမတို့အများကြီးသိယူနိုင်ပါတယ်။ဥပမာအားဖြင့်ရှေ့ခေတ်ကလူတွေဟာဘလို့ခေးသွားခဲ့ကြတယ်လေ။ကမ္ဘာကြီးကိုဘလို့မြင်ခဲ့ကြတယ်လေဆိုတာကိုသိရှိနိုင်ပါတယ်။ပြီးတော့တင်းမြေပုံတွေကကမ္ဘာကြီးရဲ့မြေမျက်နှာပြင်ဟာအမြဲတမ်းပြောင်းလဲနေရဆိုတာကိုပါကြားသနေပါတယ်။ ဒီမြေပုံတွေကတော့ကျမတို့ကိုစိတ်ကူးရနိုင်စွမ်းကိုမြှင့်တင်ပေးပြီးကျမတို့ရဲ့တမိုင်းချောင်းကိုပုံမနက်နက်နေနေဒိလာချင်းစိတ်ကိုဖြစ်ပေါ်စေပါတယ်။ရိုးရဆန်ကျဲမြေပုံများဤအနာကတ်ဒီလိုရှီဟောင်းမြေပုံတွေကိုဒိလာချင်းအဖြစ်ကျမတို့ဟာကဘာကြီးရဲ့တမိုင်းချောင်းနဲ့ပတ်သက်ပြီးပုံမနက်နေတဲ့နားလည်မှုကိုရရှိနိုင်ပါတယ်။ဒီမြေပုံတွေဟာကျမတို့ရဲ့ဘိုးဘေးပြည်ပြည်နေဘနာထက်မြက်တဲ့စွာကိုဖော်ပြနေပါတယ်။ပြီးတော့ဒီမြေပုံတွေကကျမတို့ရဲ့သိပ္ပံပညာကိုပါဆင်ခေါ်နေပါတယ်။ အနာဂတ်မှာဒီမြေပုံတွေနဲ့ပတ်သက်ပြီးလိုအပ်ချက်တွေပုံပုံပေါ်ပေါက်လာနိုင်ပါတယ်။တိပက်ပညာရှင်တွေဟာဒီမြေပုံတွေကိုပုံပုံလေ့လာနေကြပြီးဒီမြေပုံတွေဟာဘယ်အနေဘလို့ပေါ်ပေါက်လာရဲဆိုတာကိုရှာဖွေနေကြပါတယ်။ကျွန်တော်တို့ဒီမြေပုံတွေကနေဘာတွေထပ်မံသိရှိနိုင်မလဲဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်အောင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီမြေပုံတွေကတော့ကျွန်တော်တို့ကမ္ဘာကြီးဟာကျွန်တော်တို့ထဲထားအတက်ပုံပုံလိုအပ်စမ်းကြည့်ရဲဆိုတာကိုပြသနေပါတယ်။ကမ္ဘာကြီးရဲ့ဘေးလိစံမှုနဲ့မဖြစ်ရှင်းနိုင်သေးသောမိခေါ်များ ဒီလိုမြေပုံတွေဟာကျွန်တော်တို့ကမ္ဘာကြီးရဲ့တမိုင်းကြောင်နဲ့ပတ်သက်ပြီးမဖြေရှင်းနိုင်သေးတဲ့မိခိုးနဲ့အများကြီးကိုပေါ်ပေါက်စေပါတယ်။ရှေခက်ကလူတွေဟာဘလို့နေပညာတွေပိုင်ဆိုင်ခဲ့ကြသလဲဘလို့စုစမ်းရှာဖွေခဲ့ကြသလဲသူတို့ဟာဘလို့အသိပညာတွေရရှိခဲ့ကြသလဲဒီလိုမိခိုးတွေကတော့ကျွန်တော်ရဲ့စိတ်ကိုလှုပ်ရှားစေပြီးစုစမ်းကျင်စိတ်ကိုဖြစ်ပေါ်စေပါတယ်။ဒီမြေပုံတွေကကျွန်တော်တို့ကိုကမ္ဘာကြီးဟာလိုအပ်စမ်းကျင်မှုတွေနဲ့ပြည့်နှက်နေရေးစွာကိုပြသနေပါတယ်။ပြီးတော့ကျွန်တော်ရဲ့ဘိုးဘေးပြည်ပြည်နေဟာကျွန်တော်ထင်တာအထက် ပုံမထက်မြက်ပြီးအသိပညာကျွမ်းဝရဲဆိုတာကိုပါသက်သေပြနေပါတယ်။ဒီမြေပုံတွေကိုလေ့လာခြင်းအပြင်ကျမတို့ဟာကိုကိုကိုနဲ့ကမာကြီးကိုပုံမနားလည်နိုင်ပါတယ်။ဒီလောကဆန်းကျင်မြေပုံတွေဟာကျမတို့ရဲ့သိပ္ပံပညာနဲ့တမိုင်းပညာရှင်တွေကိုအဆက်မပြတ်ဆင်ခေါ်နေဦးမှာပါ။ရှေးဟောင်းမြေပုံများဤအဆုံးသတ်မဲ့ခရီးဒီလိုရှေးဟောင်းမြေပုံတွေကကျမတို့ကိုကမာကြီးရဲ့တမိုင်းကြောင်းကိုပြန်လည်စဉ်းစားစေပါတယ်။ဒီမြေပုံတွေဟာအရင်ကကျမတို့မသိရှိခဲ့တဲ့အချက်လက်တွေအများကြီးကိုဖော်ပြနေပါတယ်။ ပြီးတော့ဒီမြေပုံတွေကကျမတို့ကိုလာမယ့်မျိုးဆက်သစ်တွေအတွက်ပုံမလေးလာဖို့နဲ့စူးစမ်းရှာဖွေဖို့တိုက်တွန်းနေပါတယ်။ဒီမြေပုံတွေကကျမတို့ရဲ့ကဘာကြီးဟာအမြဲတမ်းပြောင်းလဲနေရဲစွာကိုဖြတ်သားနေပါတယ်။ပြီးတော့ကျမတို့ဟာဒီကဘာကြီးပေါ်မှာတယောက်တည်းမဟုတ်ဘူးစွာကိုပါသိမြင်စေပါတယ်။ဒီလိုမြေပုံတွေဟာကျမတို့ကိုပုံမကျေပြန်းနဲ့အတွေ့ခေါ်ပြီးပြန်ဆန်းပြီးကဘာကြီးရဲ့လိုအပ်ချက်တွေကိုဆက်လက်ရှာဖွေစေဖို့တိုက်တွန်းနေပါတယ်။ဒီရှိဟာမြေပုံတွေရဲ့ခေကတော့ဘယ်တော့မှအဆုံးသတ်မှာမဟုတ်ပါဘူး။ ီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုပုံမသိရှိကျင်နေဆိုရင်တော့ကျွန်မတို့ channel ကို like share နဲ့ subscribe လုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်။နောက်ထပ် video မှာပြန်လည်ဆုံတွေ့ကြရအောင်။